ကြားဘူးကြမှာပါ2019ခုနှစ်အေဘီလာတုန်းကပါရီမြို့မှာရှိတဲ့နော်တရီတန်ကတိတရေဖះချောင်းကြီးမိလောင်ခဲ့တဲ့အကြောင်းကိုမိโกရင်းမိလျက်နေကြကပျော်လဲကျသွားတဲ့စူးကျွန်တိုင်ကြီးရဲ့ပုံရိပ်တွေဟာကဘာတဝမ်းကလူတန်းပေါင်းများစွာရဲ့နှလုံးသားကိုနာကျင်စေခဲ့ပါတယ်ဒါပေမဲ့တကယ်တော့ဒီမိဘကြီးဟာရာစုနှစ်ပေါင်းများစွာမြေကြီးနေရန်အလွာတွေထဲမှာဝတ်ထားတဲ့သူစန်းအံဖွယ်လက်ဝတ်ချက်တွေကိုကဘာမျက်နှာမြင်ပေါ်ကိုပြန်ဆွဲတင်လိုက်တဲ့အဖြစ်အပျက်တစ်ခုလည်းဖြစ်ခဲ့တယ်ဆိုတာဘသူမှမသိခဲ့ကြပါဘူးဒီတစ်ခါမှာတော့ကျွန်တော်နဲ့အတူနော်တရီတန်ရဲ့အတိတ်ကိုပြန်ချီရောက်ကြည့်လိုက်ကြအောင်ပါမိလောင်ပြက်စီသွားတဲ့နေရာတွေအောက်က ကနေဘာတွေကိုတွေးကြည့်ကြတာလဲဒီကြောင်တော်ကြီးရဲ့နေရာလေးထဲမှာဘလို့စမ်းကြတဲ့အတိတ်ကောင်းတွေဝတ်ထားခဲ့တာလဲမီလောင်မူကြီးငြိမ်သက်သွားတဲ့အခါချီအောင်သူတွေဒီရေဟာအပြည့်စည်းတွေကြားတဲ့ကိုဝင်ရောက်ခဲ့ကြပါတယ်တို့ရဲ့စူးစမ်းရှာဖွေမှုတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကာလရောမအင်ပါယာခေတ်စီကိုကျွန်တော်တို့ကိုရှာဖွေသွားနိုင်ခဲ့ပါတယ်အဲဒီမှာတွေးကြည့်ခဲ့တဲ့အဝေါ်စရာအကောင်းဆုံးအရာတစ်ခုကတော့ခဲသားနဲ့ပြုလုပ်ထားတဲ့ကောင်းတိုင်တစ်ခုပဲဖြစ်ပါတယ်ဒီခဲကောင်းတိုင်တွေကိုခွင့်ကြည့်တဲ့အခါမှာတော့ဒေဗန်ပညာရှင်တွေဟာခဲစိန်တင်မှုအန်ဒီရဲ့ကြောင့်ခဲဒီနဲ့မထိတဲ့အောင်အထူးကာကွယ်ရေးဝတ်စုံတွေကိုဝတ်ဆင်ခဲ့ကြရပါတယ်ကောင်းတိုင်အတွင်းမှာတော့ချမ်းသာချို့တဲ့နေတဲ့ ူကြီးတဦးရဲ့အယိုးစုတွေကိုတွ�ဲကြည့်ခဲ့ကြတာပဲဖြစ်ပါတယ်ပထမကောင်းနိုင်တဲ့ကလူကြီးတဦးဟာသူ့ရဲ့အယိုးတွေကနေတိလိုက်ရတဲ့အချက်တွေအရာကောက်ယောဂလို့ခေါ်တဲ့အစီအောင်ယောဂကိုစိုးစိုးရွားရွားခံစားနေရသူဖြစ်ပြီးလှူရှားသွားလာရတာအလွန်ခက်ခဲတဲ့ဘဝကိုဖြတ်တန်းခဲ့ရသူပါဒါပေမဲ့သူဟာသူ့ရဲ့ငွေကြီးအာဏာကိုညှဉ်းရှိရှိအသုံးချခဲ့ပါတယ်နော်တတိယတန်းကျောင်းရဲ့တချင်းဆိုဌာနအတွက်ငွေကြီးထောက်ပံ့ခဲ့သူဖြစ်သလို ယခုအခါလူပြတိုင်းမှာပြတာခဲ့တဲ့ဗကြီကားတွေကိုလည်းမှာယူခဲ့သူဖြစ်ပါတယ်ဒူရီယာမြောက်ခေါင်းနိုင်တဲ့ကလူကတော့ပိုပြီးစမ်းကြယ်နေပါတယ်သူ့ရဲ့အယိုးစုတွေကိုစစ်ဆေးကြည့်တဲ့အခါမှာသူဟာအသက်25နှစ်ကနေ40ကျားရှိပြီးငယ်စဉ်ကတည်းကမြင်းစည်းကျွမ်းကျင်သူတဦးဖြစ်တဲ့ဆိုတော့အထောက်အထားတွေကိုတွေ့ရှိခဲ့ရပါတယ်ဒါပေမဲ့ရေရေကျမ်းမာရေးပြဿနာတွေရှိခဲ့ပြီးဒေဆုံသွားချိန်မှာတော့သွားများစုဆုံးရှုံးနေခဲ့ပြီးသားပါသူ့ရဲ့ဥက္ကင်ပုံစံဟာလည်းပုံမှန်မဟုတ်ပဲကလေးဘဝတုန်းကအထုကောင်းမောင်းတစ်မျိုးကိုစီးနောင်ခံထားရတာကြောင့်ပုံပြက်သွားဟန်တူပါတယ်သူတွေတီရဲ့ယူဆချက်ကတော့ဒီလူဟာ16ရာစုကနာမည်ကျော်ပြင်းတဲ့ ကပြားစရာဝီတူပဲဖြစ်နိုင်တယ်ဆိုတာပါပဲသူဟာမျက်စိကျွမ်းကျင်သူဖြစ်တယ်လို့အစိုးရကလည်းခံစားကြရသူပါဒါပေမဲ့သူဟာဖះအကြောင်းကောင်းဆောင်တူမဟုတ်ဘဲနဲ့ဘာလို့ဒီဂုံချက်တွေရှိတယ်ကတိတရားအကြောင်းကြီးအတွင်းမှာမြုံနံခံထားရတာလဲဆိုတာကိုတော့ယနေ့တိုင်းစမ်းစစ်နေရတဲ့ဘေးအင်းတစ်ခုဖြစ်နေစေပါနှစ်ပေါင်းရာချီကြောင်ပြီးသူကပညာရှင်တွေကိုအားအသင့်စေခဲ့မင်းကွန်းတရားကတော့ဒီမြန်မာလာရဲ့အကြောင်းဝင်ကြီးကိုဒီပါလွာတဲ့နေရတွေကအလိုမြန်ခံထားနိုင်တာလဲဆိုတာပါပဲ2019ခုနှစ်မီလောင်မူကြီးဟာဒီဘေးအင်းရဲ့အဖြစ်ကိုဖော်ထုတ်ပေးလိုက်နိုင်ပါတယ်မီလောင်ပြည်ရဲ့နောက်နေရအတွင်းပိုင်းတွေမှာရှေးခေတ်ဆောက်လုပ်ရေးသမားတွေဝတ်ထားခဲ့တဲ့ ါင်ပေါင်းများစွာတန်ကူတွေကိုတွေ့ရှိခဲ့ကြပါတယ်ဒီတန်ကူတွေဟာကျောက်ဝင်းရဲ့တက်တန်းကိုရာစုနှစ်ပေါင်းများစွာတီးတက်အောင်ထောက်ပံ့ပေးခဲ့တဲ့တမဏိရုပ်ကြောက်ကြီးတွေပဲဖြစ်ပါတယ်တက်သားတဲ့ပုံမခံခံပြီးနိုင်ငံအတွင်းကိုလွယ်ကူစွာဝှက်ထားနိုင်တဲ့ဒီပညာဟာဒီခေတ်ကာလအတွက်စက်မှုအတက်ပညာရဲ့ထူးဆန်းအံ့ဖွယ်ရာတစ်ခုဖြစ်ပါတယ်ဒီတွေ့ရှိချက်ဟာရှေးခေတ်ဗိဓုကာရဲ့ထူးခြားဉာဏ်ပညာကိုတက်တည်ထူလိုက်နိုင်တာပဲဖြစ်ပါတယ်နော်တီတန်းရဲ့အထင်ကရဝါခွိုင်းတွေနဲ့ချီမင်းရာတွေကတော့အစကတည်းကရှိခဲ့တာမဟုတ်ပါဘူးကျောင်းကြီးတိဆောက်ပြီးချိန်ဤပါမှာဂေါ်တိဗိဓုကာစတိုင်ခေစားလာချိန်မှာထည့်သွင်းခဲ့တာဖြစ်ပါတယ်ဒီတန်းလိုက်လာတရဝါ ုံလေးဟာအလားစင်ုံတာမကငွေရကိုနိုင်ရတဲ့အုတ်မြစ်ကနေဝေးရကိုစီစဉ်နေပြီးအစာအုပ်ကြီးကိုရေစားခြင်းကနေကာကွယ်ပေးတဲ့အလွန်သုံးဝင်တဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီကြောက်တုလက်ရရဲ့အောက်မှာတော့ပိုးပြီးနက်ရှိုင်းရဲ့လေးဝဆန်းခြင်းမှုတစ်ခုရှိနေပါသေးတယ်။1926ခုနှစ်မှာထုတ်ဝေခဲ့တဲ့ The Mastery of the Control လို့ခေါ်တဲ့စာအုပ်တော့ကနော်ဒရီတန်ဟာကျောင်းနဲ့ရေးထားတဲ့အဖပညာရဲ့လေးဝချက်တွေကိုတည်ဆောင်ထားတယ်လို့ဆိုပါတယ်။ကျောင်းရဲ့မြောက်ဖက်မျောစင်ဘော်ကထွန်းထူထားတဲ့ပုံတမုံဟာသူတော်စင်တဦးရဲ့ပုံမဟုတ်ပဲကမ္ဘာပညာရှင်တဦးရဲ့ပုံဖြစ်နေတယ်လို့ဆိုပါတယ်။အဓိကဝင်ပေါက်ဖြစ်တဲ့နောက်ဆုံးတရားစီရင်ခြင်းတကားပေါ် ပေါ်မှာတော့အမပညာရှင်တွေအလွန်လိုလားတဲ့ဓာတ်တန်ကြီးကဗေဒကြောက်တုံးရဲ့ဒီနေရာကိုညွှန်ပြနေဟန်ရှိတဲ့သင်္ကေတတွေကိုတွေးနိုင်တယ်လို့ဆိုပါတယ်လေကားတွေကိုတဲ့ပါတဲ့လေကားကိုကင်ထားတဲ့အမျိုးသမီးပုံဟာမီးရဲ့ကာတူစီးရဲ့ဒုတ်ကန်ပုံတွေဟာဒီကျောင်းကြီးနဲ့ကမ္ဘာပညာရဲ့ကြားကလက်နေရဲ့ဆွံ့နှွယ်မှုကိုညွှန်ဆိုနေပါတယ်တမန်တော်တပားရဲ့ရုပ်ထုဟာကောင်းကင်တမန်တပားကိုညွှန်ပြနေပြီးတော့ဒီကောင်းကင်တမန်ကလည်းမြင့်ရဲ့ဘဲဘက်ကန်းကိုညွှန်ပြနေတယ်လို့ဆိုပါတယ်အကျိုးကတော့ဒါဟာဓာတ်တန်ကြီးကဗေဒကြောက်တုံးဟောထားတဲ့နေရာကိုဖော်ပြနေတယ်လို့ယုံကြည်ကြပါတယ်နော်ဒီတန်ရဲ့အဓိကတကားတွေပေါ်မှာရှုပ်ထွေးလွန်းလာတဲ့တန်အလုပ်တွေကတော့ယနေ့ခေတ်အတွက်တော့ပ ြုလုပ်ဖို့ခက်ခဲလာပါတယ်။ရွှေခေတ်ကာလကဘလို့များဒီလောက်ကြွမ်းကျင်စွာပြုလုပ်နိုင်ခဲ့တာလဲ။ရှေးဟိုစကားတခုအရာကတော့ဒီအလုပ်ကိုဘက်ကွင်းလို့ခေါ်တဲ့လူငယ်တန်ပညာတဲ့တူကလှုပ်ဆောင်ခဲ့တာပါ။လာပေါင်းများစွာစ조사ပြီးရဲ့နောက်မှာတော့သူဟာဒီအဖွဲ့ရလက်ရကိုပြီးမြောက်အောင်ဖန်တီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လူတွေကဒီလက်ရကိုကြည့်ရှုပြီးတဲ့အခါမှာတော့လူသားတူရဲ့လက်ရမဟုတ်ဘူးလို့ညှင်းဆိုခဲ့ကြပါတယ်။သူဟာမကောင်းဆိုးဝါးနဲ့သဘောတူညီချက်ပြုလုပ်ပြီးသူ့ရဲ့ဝိညာဉ်ကိုအလဲလဲထားခဲ့တယ်ဆိုတဲ့အကြောင်းကြားစာတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါထက်ပိုဆိုးတာကသူ့ရဲ့အမိဘက်ကွင်းဆိုတဲ့စကားလုံးဟာနှချောင်းထောင်တော့လို့အတိတ်ပဲရတဲ့မကောင်းဆိုးဝါးရဲ့အမှတ်လက္ခဏာပဲဖြစ်မဲ့ဆိုတဲ့ယူဆချက်တွေလည်းရှိနေခဲ့ ခဲ့ပါတယ်။တခါရိုက်တက်ဆင်ပြီးတဲ့နောက်အကြခင်မှာပဲဘေကွင်းဟာစိတ်ပြည်စည်းမှုနဲ့ပင်ပန်းမှုတွေကြောင့်ကွယ်လွန်သွားခဲ့ပြီးဒီယုံကြည်ချက်တွေကိုပို့ပြီးခိုင်မာစေခဲ့တာပါ။ဒါကြောင့်မို့လို့နော်ဒီဒန်ဟာကြောက်သားနဲ့တမဏိထက်ပုံမနှဆိုင်တဲ့အကြောင်းအရာတွေကိုတဲဆောင်ထားတယ်ဆိုတဲ့အချက်ကိုကျွန်တော်သိရှိလိုက်ရပါပြီ။သူဟာရာစုနှစ်ပေါင်းများစွာရဲ့အိမ်မက်တွေယုံကြည်ချက်တွေလိဝက်စမ်းကြယ်မှုတွေနဲ့မော်တက်ပညာရဲ့အရေးရောင်တွေကိုတင်စီထားတဲ့တက်ရှိသမိုင်းဝင်မှတ်တမ်းကြီးတစ်ခုပါပဲ။၂၀၁၉ခုနှစ်မီးဘေးဟာသူ့ကိုပျက်စီးစေပေမဲ့သူ့ရဲ့နှဆိုင်ရာကနေလိဝက်ချက်အစ်တွေကိုကမ္ဘာမျက်နှာပြင်ပေါ်ကိုပြန်ဆွဲတင်ပေးလိုက်တယ်လို့ပါပဲ။ဒီကြောင့်ကြီးဟာအခုလည်းပြန်လဲမုန်းမှန်ခံရစေဖြစ်ပေမဲ့သူ့ရ ဲ့အတွင်းပိုင်းမှာရှိနေသေးတဲ့ဗေနီတွေနဲ့လေဝဆန်းကျယ်မှုတွေကတော့ကျွန်တော်တို့ကိုဆက်လက်စူးစမ်းဖို့ဖိတ်ခေါ်နေသေးပဲဖြစ်ပါတယ်